မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် ကုံရဲစခန်းကိုပျောက်ကြားဖွင့်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှန်ကုံမြို့တကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းကိုလက်ပစ်ပုံးနဲ့တိုက်ခိုက်ခဲ့ရာရဲတပ်ဖွဲ့ဝင်တအုပ်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။တောင်တကုံမြို့နယ်တောင်မြောက်လမ်းဆောင်ရဲစခန်းကပါဗျာခိဝနာကရဲခွေတွေကိုပစ်ခဲ့တာရဲခွေနှကောင်မှာတကောင်ကပြင်းထန်တန်ရာသိစီနိုင်တဲ့အနီထားမှာထပ်မံသိရတာကိုရဲခွေတယောက်သိတယ်လို့အထက်ပါတာဝန်ခံကပြောပါတယ်။ AP လာစနေရဲ့မနက်10နိုင်မှာအဲ့ဒီစခန်းကို Third Block Line ဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဖွဲ့သားအားလုံးဖိကင်းတယ်လို့ အတည်ပြုပါရယ်တက်ဘလော့ line ဖွင့်နေနေရခင်ကလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးတွေကိုသတင်းထုတ်ပြန်ခြင်းမရှိတော့လဲလက်ရှိအချိန်မှာအခွင့်ရတည်ရေးအတွက်ခက်ခဲလာတာကြောင့်သတင်းထုတ်ပြန်ရခြင်းဖြစ်တယ်လို့ဆိုပါရယ်ရှီမှ9ချိန်လောက်လှုပ်ဖို့ပါရယ်2024မှာမြောက်ရီဘန်လက်ဖြစ်ပုံနဲ့ပြစ်တာလဲကျွန်တော်တို့ပါပဲအဲ့ဒီတော့ကလည်းမဟာမိတ်အဖွဲ့နာမည်ထုတ်ခိုင်းတာပါဗျာနောက်ပြီးရွာမှာအုပ်ချုပ်ရေးမှူးရုံးနဲ့ကျွန်တော်တို့ပါပဲလို့တာဝန်ခံရှယ်ဘော်ကပြောပါရယ်ဆက်လက်ပြီးပြည်ရင်းပြည်ပါကုမ္ပဏီများရဲ့ငလင်းပေးအလူငွေကန်ဒေါ်လာ55တန်းကျော်မှာနိုင်ငံတော်လူတူအပေါ်စေအုပ်စု ုကျူးလွန်မှုတွေကိုအတောင်ပံ့ဖြစ်နိုင်တယ်လို့ GFM တတိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ငလင်ပီအတွက်ပြည်ရင်းပြည်ပါကုမ္ပဏီများကစေအုပ်စုကိုလူတန်းငွေအနည်းဆုံးအမေရိကန်ဒေါ်လာ55တသမ8တန်းကစေအုပ်စုကျူးလွန်လျက်ရှိတဲ့နိုင်ငံတကာရာဇဝတ်မှုတွေနဲ့နိုင်ငံတော်လူထုအပေါ်ကျူးလွန်မှုတွေအတွက်အထောက်ပံ့ဖြစ်သွားနိုင်ကြောင်း Justice for Myanmar ကတတိပေးပါရယ်။နိုင်ငံဆောင်အလူရှင်တွေကစစ်တပ်ထိန်းချုပ်ထားတဲ့လမ်းကြောင်းများမှာတက်စင်အလူငွေများပေးရခဲ့ကြပြီးအဲ့ဒီအလူရှင်များထဲမှာဂျပန်နိုင်ငံရဲ့နာမည်ကြီးကုန်စည်လက်လီဖြန့်ဖြူးရေးကုမ္ပဏီကြီး ethanol တရုတ်စီးပွားရေးလုပ်ငန်းစုကြီး CITIC Group နဲ့ China National Petroleum Corporation CNPC တို့ပါဝင်ကြောင်း GFN ကထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံရဲ့ Anno 1 Person Club Foundation က AP နည်းရမှာရန်စဲတန် American Dollar 9000တန်ဖိုးရှိကုညင်ကိစင်းပစ္စည်းတွေကိုတူချိုမျိုးရှိစေအုပ်စုထိန်ချုပ်ထားတဲ့မြန်မာတန်ရုံတန်လူဒန်ခဲ့ပါတယ်။အငင်းပွားပွဲတရုတ်မြန်မာရှင်နန်းနဲ့တဘာဝတံငွေပိုင်လိုင်းကိုလောက်ကိုင်းတဲ့ CNPC Company ကလည်း AP ရှင်ရဲ့မှာစေအုပ်စုထိန်ချုပ်ထားတဲ့မန္တလေးအစိုးရထံ American Dollar 9000 ောင်းကိုလူဒန်ခဲ့ပါတယ်။ ဒါအပြင်အင်အားပြင်းကလေးကြီးလှုပ်ခတ်ပြီးလင်းရက်ကြား APTM မှာစေရုပ်စုကျင်းပခဲ့တဲ့ကဏ္ဍတစ်ခုမှာမြန်မာခရိုနီတွေကအများဆုံးလူဒဏ်မှုတွေကိုပြုလုပ်ခဲ့ကြကြောင်းစေရုပ်စုမီဒီယာတွေမှာဖော်ပြထားပါတယ်မြန်မာခရိုနီတွေနဲ့စီးပွားရေးမိဖက်တွေကကြက်တန်ပေါင်း104ဘီလီယံအမေရိကန်ဒေါ်လာ49.8တန်ငွေသားနဲ့နောက်ထပ်ကြက်တန်ပေါင်း12.4ဘီလီယံအမေရိကန်ဒေါ်လာ5.9တန်တန်ပို့ရှိထောက်ပံ့ရေးပစ္စည်းတွေကိုမင်းအောင်လိုက်ပါဝင်စေအုပ်စုရဲ့အရေးပါတဲ့ပုံကိုယ်ရေးတန်းတိုက်ရိုက်လူဒဏ်မှာတယ် Justice for Myanmar ကဖော်ထုတ်နိုင် ခဲ့တဲ့အလူရှင်များမှကမ္ဘောဇဗန်မာစော်လင်းအောင်ရွှေတောင်အုပ်စုမှအောင်စော်နိုင် IG အုပ်စုမှနေအောင်မန်းအုပ်စုမှစော်စော် CD ဗန်မာဦးခင်မောင်အီ အောင်မြင်သူအုပ်စုမှလာမျိုးနဲ့စူပါ7စတာအုပ်စုမှမြင့်စော်သိန်းတို့ပါဝင်တယ်လို့ဆိုပါတယ်မြန်မာပြည်သူတွေကအကြမ်းဖက်မြန်မာဆဲအုပ်စုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ပြီးဒုက္ခအကြက်တဲများစွာကိုခံစားခဲ့ကြပြီးပြီးခဲ့တဲ့လဖြာအပြင်းကလင်းကဒီဒုက္ခအကြက်တဲတွေကိုထပ်ပြီးထုတ်နှက်လိုက်တာဖြစ်ပါတယ်အခုခါမှာလည်းစစ်အုပ်စုရဲ့နိုင်ငံရေးနဲ့စည်ရေးအကျိုးမြတ်တီအတွက်အမျက်ထုတ်တာကိုခံစားနေကြပါတယ်ပြည်သူလူထုကငလင်ပေးကြီးနဲ့အတူစစ်အုပ်စုကျူးလွန်နေတဲ့တိုက်ခိုက်မှုတွေစစ်အုပ်စုတရားမဝင်အာဏာသိမ်းကျူးပန်းမှုတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့စီးပွားရေးအကြက်တဲနဲ့ပို ပြီးဆူရွာလာတဲ့အကျိုးဆက်တွေကိုတုံ့ပြန်ဖို့ရာအကူအညီတွေကိုအပူတပြင်းလိုအပ်နေပါတယ်လို့ GFN ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကပြောပါတယ်နိုင်ငံတကာအတိုင်းဝိုင်းညီနဲ့ဆင်းရရှာဆွေးမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေရဆွေးမှုတွေကိုကျူးလွန်နေသူတွေမှတဆင်မဟုတ်ပဲရှုံချီထိုက်သောတာဝန်ယူမှုရှိသောလွတ်လပ်သောဒေသခံကူညီပေးနေသူတွေမှတဆင်အကူအညီတွေကိုအလိုအဆုံသောသူများထံတိုင်းရောက်စေဖို့အရေးတကြီးဆောင်ရွက်ရမှာဖြစ်ကြောင်းမရတနာမောင်ကတိုက်တွန်းပါတယ် အမျိုးသားညီညွတ်ရေးဆိုရာ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကငလင်းလောက်ခတ်ခဲ့တဲ့မလ28ရက်မှာ EP9 ရက်အတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပြခတ်တိုက်ခိုက်မှုပေါင်း62ခုကိုမှတ်တမ်းတင်ထားခဲ့ပြီးအဲဒီတိုက်ခိုက်မှုတွေကြောင်းရှက်သားပြည်သူ80နောက်သေဆုံးခဲ့ပါတယ်တိုက်ခိုက်မှုများစွာကိုငလင်းပြီးထိခိုက်ခဲ့တဲ့မန္တလေးနဲ့စကိုင်းဒေသတွင်လုဆောင်ခဲ့တာဖြစ်ပါတယ်စေအိုစုကလူမှုစာနာကူညီများကိုလက်နက်ဖြင့်အသုံးပြုခဲ့ကြောင်းသတင်းတွေကအတည်ပြုနေကြောင်း CFN ကဆိုပါတယ်အဲဒီနောက်စေအိုစုကလူမှုစာနာကူညီများကိုပိတ်ပင်ခြင်းတင်ဆက်ခြင်း င်ကယ်ဆယ်ရေးလုပ်ငန်းများကို၎င်းတို့အကျိုးမြတ်တွင်အမြတ်ထုတ်ခြင်းတစ်ဖက်မှာကုညီကယ်ဆယ်ရေးနှင့်စေဘက်ဆိုင်ရာလုပ်သားများကို ပြစ်မှတ်ထားစောင့်ကြည့်ခြင်းများလှုပ်ဆောင်ခဲ့ပြီးသတင်းမီဒီယာနှင့်ဆက်သွယ်ရေးများကိုတင်းတင်းကြပ်ကြပ်ကန့်သတ်ပိတ်ပင်မှုတွေကိုလှုပ်ဆောင်နေကြသိရပါသည်။ ဆက်လက်ပြီးပေါင်းတီနဲ့ပဲခူးယူမအဆက်ကြီးရွာတွေကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတွင်နတလင်းခရိုင်ပေါင်းတီမြို့နယ်မှာပဲခူးယူမဆက်ရှိကြီးရွာတွေကိုစစ်ကောင်စီကလေကြောင်းမှပုံကျတိုက်ခိုက်ခဲ့ရာရှက်သားထိခိုက်ဒိဆောင်မှုတွေရှိကြောင်းဒေသခံတွေကပြောပါရယ်။ပဲခူးယူမအဆက်ရှိကြီးရွာတင်ရွာကို AP 71ရညာကဂျက်ဖိုက်တာနဲ့ပုံကျခဲ့တယ်လို့မြို့ကန်တရင်အရင်မြို့တွေကပြောပါရယ်။အဲ့လိုတိုက်ခိုက်မှုတွေကြောင်းအရက်သားထိခိုက်ဒိဆောင်မှုတွေရှိပြီးစီးရင် ကောက်ယူနိုင်ရေးစူးစမ်းနေစေလို့ဆိုပါရယ်။ဂျက်ဖိုက်တာနဲ့ပြစ်တလို့ပြီးကနေလည်း ်စက်တက်လေးတွေတောက်လျှောက်တက်နေတဲ့ရိုးမအဆက်တွေကိုလိုက်ပစ်နေတာဒါတွေကျွန်တော်တို့မှတ်တမ်းယူထားတယ်ဒါကတစ်ဖက်သက်ပြစ်ခတ်နေတာဖြစ်တယ်လို့ဘကူတိုင်းမှနိုင်ငံရေးအကျဉ်းသားဟောင်းတောင်းကပြောပါတယ်ပြီးခဲ့တဲ့မလ23ရက်နေ့ကလည်းပေါင်းတီမျိုးတွင်ရိုးမအဆက်နေရာတွေကိုဂျက်ဖိုက်တာနဲ့ပုံချင်းရာဒေသခံနှောင်းတီဆောင်ပြီးစက်တက်ဦးတန်ရာရရှိခဲ့ပါတယ် စစ်ကောင်စီကအပြင်ရဲ့စာချုပ်ကိုမလိုက်နာပဲကြီးရည်လင်းအင်အားသုံးတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေကြောင်းအရခတ်တက်တော်အင်ကအေပီလ9ရက်မှာထုတ်ပြန်ထားပါတယ်။ငလင်းပီးကိစ္စရေးအတွက်လို့ဆိုပြီးအေပီနေရမှာ22ရက်တိယာယီပြစ်ခတ်ရစဲမယ်လို့စစ်ကောင်စီကအေပီနေရမှာသတင်းထုတ်ပြန်ပြီးတဲ့နောက်ဒီကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။အေအေနဲ့ပူပေါင်းတပ်တွေကပကိုတိုင်းမကွေတိုင်းအင်အားရီတိုင်းနဲ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်နေပြီး AA MND နဲ့ TNN တွေကိုညီနောင်မဟာမိတ်တပ်ဖွဲ့ကလည်းအေပီတရမစတင်ကတလာတာတစ်ဖက်သက်အပြင်ရစဲကြောင်းကြီးညာ ခဲ့ပါတယ်ထုတ်ပြန်ချက်ထုတ်ပြီးတာနဲ့တပြိုင်တည်းမှာဒုစစ်များတိုက်ပွဲများကိုဆက်လက်မပြုလုပ်တော့ဘဲချက်ချင်းရတန်းကဲကြောင့်စစ်ကောင်စီက၎င်းတို့ကိုယ်တိုင်တစ်ဖက်သက်အပြင်းရကြောင်းကြေညာတဲ့2025 EB နှစ်ရက်နေ့အဲ့ဒီနေ့မတိုင်ခင်ရက်ဒီမှာလဲရခိုင်ပြည်နယ်ဘကူတိုင်းအေရီတိုင်းနဲ့အခြားသောနေရာတွေရှိ AA စစ်ကြောင်းများကိုလည်းတံပြန်ထုတ်စစ်များဆင်နွှဲနေကြောင်းထုတ်ပြန်ထားပါတယ်ဘကူတိုင်းမှာပထမမြို့နယ်မှာကာကွယ်ရေးပစ္စည်းစက်ရုံကပါစာများကိုလုံခြုံရေးယူပြီးနေတဲ့ညောင်ကျိုးပြူဟာစခန်းကုန်းကိုမက်လာနေရမှာအေကတင်ယူခဲ့ပါတယ်စစ စ်ကောင်စီတပ်ကဗရောင်းနဲ့ပေါင်းတီမျိုးပြင်အင်အားရီတိုင်းတွင်လေးမျက်နှာမျိုးနဲ့မှကြေးရွာချုပ်ကိုလည်းယခုရက်ပိုင်းတွင်ဒီကြောင်မှတိုက်ခိုက်ခဲ့ပါတယ်ဆလာဘီစတက်ကနိုင်ငံကြီးလုံနေတာမဟုတ်ဘူးလို့စစ်ကောင်းဆောင်မင်းအောင်လိုင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွှေကပွဲကျင်းပနိုင်ရင်ပူပေါင်းဆောင်ရွက်ဖို့ပို့အုပ်ကောင်းဆောင်တွေကိုစစ်ကောင်းစီပြောတယ်လို့သိရပါတယ်။ငလင်ဘေးကြောင့်ပြန်လည်ထူထောင်ရင်းတွေလှုပ်ဆောင်နေတာဟာမိမိတို့အနေနဲ့နိုင်ငံကြီးလုံနေတာမဟုတ်ဘူးလို့စစ်ကောင်းစီကောင်းဆောင်ပို့ချုပ်မှုကြီးက မနေ့ကအေဘီလာ၁၇ရက်မှာပြောပါရယ်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသကိုရောက်ရှိချိန်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးနိုင်ငံပြန်လည်ထူထောင်ရေးဆောင်ရွက်ရမှာတအုပ်နဲ့တအုပ်ညီညီညွတ်ညွတ်နဲ့တောင်ပေါ်မြေပြန်မခွဲကြဘဲဝိုင်းဝန်းဆောင်ရွက်ဖို့ကိုလည်းပြောခဲ့ပါသေးတယ်စစ်ကောင်းစီကောင်းဆောင်မင်းအောင်လိုင်ကလက်ရှိချိန်မှာကာကွယ်ဦးစီးချုပ်ယာလူအပြင်ဝင်ကြီးချုပ်ယာယီသမရယာလူတို့ကိုပါပူးတွဲယူထားပြီးရွှေကောက်ပွဲပြုလုပ်ပြီးပါကသမရယာလူယာယီဖို့ရှိနေရလို့သတင်းတွေထွက်ပေါ်နေရလဲရှိပါတယ်အေဘီဆိုင်ရက်ကလည်းရှမ်းပြည်နယ်တောင်ပိုင်း လင်ဘေးတင်ဒေတာတွေကိုသွားရောက်ကြည့်ရှုစေခဲ့တဲ့စစ်ကောင်စီကောင်းဆောင်ကပို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဟူပုံမျိုးနယ်ကိုလည်းသွားရောက်ခဲ့ပြီးပို့ဒေတာစီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးနဲ့လည်းတွေ့ဆုံကရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာမှာကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းပို့အုပ်ကောင်းဆောင်တာဝန်ရှိသူတွေကိုပြောဆိုခဲ့ပါသေးတယ်။ ငလင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ကလောနဲ့အောင်ပန်းမျိုးတို့ကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းလာရောက်ကြည့်ရှုခြင်းလုံခြုံရေးတင်းကျပ်ထားတယ်လို့လည်းသိရပါဗျ။စစ်ကောင်းဆောင်မင်းအောင်လိုင်းကသူ့မိသားစုနဲ့အတူတောင်ကြီးမြို့ကိုတွားရောက်ခဲ့ပြီးရွှေဖုံးပွင့်စည်ဒီမှာထီတော်တင်ပွဲကဏ္ဍကိုလှုပ်ဆောင်ခဲ့ပါသေးတယ်။မလ28ရက်ကနှုတ်ခတ်ခဲ့တဲ့စကိုင်းငလင်ပြည်ကြုံတွေ့ခဲ့ရတဲ့ဒေသတွေမှာပြည်သူ3600ကျော်တည်ဆုံပြီး9000ကျော်ထိခိုက်ဒဏ်ရာရရှိကပျောက်ဆုံးနေသူ150နီးပါးရှိတယ်လို့စစ်ကောင်းစင်ကထုတ်ပြန်ထားပါတယ်။ငလင်ကြောင့်တည်ဆုံခဲ့ရသူတွေအတွက်တအုပ်ကိုကျပ်ဆယ်သိန်းစီထောက်ပံ့ပေးသွားမယ်လို့ ်ကောင်စီကပြောဆိုထားကြောင်းသတင်းမှာဖော်ပြပါရှိပါရရှင်။